ားနိုင်ငံကိုတရားဝင်စီးရီးဗီဇာနဲ့လာတာပဲဖြစ်ဖြစ်တရားဗီဇာရှောက်ပြီးတော့လာတာပဲဖြစ်ဖြစ်ဘယ်သူကမှရက်လွန်ပြီး overstay ဖြစ်နေနေကြမယ်ဆိုပြီးတော့တယောက်မှရှိမယ်မဟုတ်ပါဘူးအကယ်၍ကိုက immigration ကနေထုတ်ပြလိုက်တဲ့ဗီဇာတုံးကိုမှားတွေ့ပြီလို့ဒိတ်ပုံမဲ့ရက်ကို မေ့သွားလို့ပင်ကလို့ခေါ်ရဲပန်းအောင်ရက်ကို ရိုက်မဲ့နေ့ကိုစောင့်ရင်းနဲ့ဗီဇာကုန်သွားလို့စားတယ်ဘလို့ကြောင်းမျိုးကြောင်းပဲဖြစ်ဖြစ်ကိုဗီဇာက overstay ဖြစ်သွားတာသိပြီဆိုရင် တိတိနဲ့ပြည့်တန်တဲ့ overstay မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာ sharing လုပ်ပေးသွားပါမယ်။ overstay ဆိုတာထိုင်းရဲ့ immigration ကနေထုတ်ပြလိုက်တဲ့ visa တုံးမှာ14ရက်နဲ့လာရင်14ရက် visa တုံး၊ TR visa နဲ့လာရင်ရက်60 visa တုံး။စားတဲ့ကိုစားဝင်တဲ့ဒိတ်ကနေရွေးတက်ပြီးတော့ဗီဇာတုံးထုတ်ပေးလိုက်မယ်။အဲ့ဒီဗီဇာတုံးထုတ်ပေးလိုက်တဲ့ရက်ကိုကျော်လွန်ပြီးနေထိုင်တာကို overstay ဖြစ်ပြီလို့ဆိုလိုတာ။ overstay ပြစ်ဒဏ်တွေကခွင့်ပြုပေးလိုက်တဲ့ရက်ထဲကိုကဘလောက်ကြာကြာဖြစ်သွားပြီလဲပေါ်မူတည်ပြီးတော့ပြစ်ဒဏ်တွေကအဆာအဆာရှိတယ်။ဥပမာ overstay က3လအောက်ရက်ပေါင်း90အောက်ဆိုရင် fine ချိန်ကတစ်ရက်ကို1500အမြင့်ဆုံးဒဏ်ကြေးဆိုရင်ဘယ်နှပေါင်းရှိမလဲ overstay ကရက်ပေါင်း90ကျော်ပြီဆိုရင်ပြစ်ဒဏ်ကထိုင်းနိုင်ငံအတွင်းတစ်နှစ်ပိတ်မယ် 5G ကဗန်နတောင် worst day ကတစ်နှစ်ကျော်သွားပြီဆိုရင်ခိုင်းနေငွေဝင်3နှစ်ပိတ်မယ် 5G ကဗန်နတောင် overstay က3နှစ်နဲ့ထက်ဆိုရင်ပြစ်ဒဏ်ကအနိုင်ငံဝင်ဝင်9နှစ်ပိတ်မယ် 5G ကဗန်နတောင် first day က9နာရီနဲ့အထက်ဆိုရင်ပြစ်ဒဏ်ကထိုင်းနိုင်ငံတွေဝင်ဝင်10နှစ်ပိတ်မယ် fine day ကဘယ်နှတော့ဆိုပြီးတော့ကိုက overstay ဘလောက်ကြာကြာနေထိုင်ခဲ့တယ်လဲပုံမူတည်ပြီးတော့ပြစ်ဒဏ်တွေကရှိပါတယ် overstay နေနေရင်ကနေအထက်ခံ TV ဆိုရင်ထိုင်းနိုင်ငံရဲ့ဥပဒေအရ overstay ဖြစ်နေတာရက်နေနေလဲပဲပြစ်ဒဏ်ကပို့ပြီးတော့ဆိုးရလာနိုင်ပါတယ်ဒါကြောင့်မလို့မိမိ passport ထဲမှာရှိတဲ့အဝင်ဗီဇာတော့ကိုမဖြစ်မနေအများအားဖြင့်ဒီ website နဲ့စကြပါ โอเวอร์สเตมဖြစ်အောင်ဘယ်လိုပြင်ဆင်ရမလဲဆိုရင်ထိုင်းနိုင်ငံ immigration ကနေထုတ်ပြလိုက်ရရက်ထက်ဆက်ပြီးတော့နေထိုင်ရတယ်ဆိုရင်ထိုင်းနိုင်ငံပြည်တွင်းမှာရှိတဲ့ immigration ရုပ်ကိုသွားပြီးတော့တက်တန်းထိုးနေထိုင်လို့ရတယ်လို့ထိုင်းနိုင်ငံ immigration ကနေထုတ်ပြလိုက်တဲ့ visa တုံးဒိတ်ကုန်မဲ့ရက်ဒါမှမဟုတ်ရင်ဒိတ်မကုန်ခင်ထိုင်းနိုင်ငံကနေထွက်အင်းရင်းနိုင်ငံတွေကိုသွားလည်ပြီးတော့ထိုင်းနိုင်ငံကိုပြန်ဝင်လာလို့လည်းရပါတယ်ဘယ်လိုပဲလုပ်လို့တတိပိတ်ချင်တာက ဗီဇာဒိတ်မကုန်ခင်တတိနဲ့စစ်ဆေးတာလုပ်ခြင်းဖြင့် overstay မဖြစ်အောင်ပြင်ဆင်တာတွေလုပ်လို့ရပါတယ်။ကိုက overstay ဖြစ်ပြီဆိုရင်အကောင်းဆုံးအကောင်းဆုံးနည်းကရက်90အောက်3လအောက် overstay ဖြစ်တဲ့သူဆိုရင်ထိုင်းနိုင်ငံကနေအဲ့ဒါကများချက်ချင်းထွက် executive ဒါမှမဟုတ်ရင်လေဆိပ်မှရှိတဲ့ immigration ကိုတွားပြီးတော့တန်ကြီးပြီးဆောင်ခြင်းဖြင့် overstay travel record ကနေရှောင်လို့ရပါတယ်။ ကိုက overstay ပေါင်း90နဲ့အထက်3လနဲ့အထက်တနည်းနဲ့အထက်၃နည်းနဲ့အထက်၅နည်းနဲ့အထက် overstay အသမားတွေကတိတိချင်းပဲ visa immigration ဒါမှမဟုတ်ရင် nested immigration ရောင်းနေမှာတွားပြီးတော့ inform လုပ်တစ်ထန်တွေကတော့ဒန်ဂျီပန်းတောင်းအပြင် overstay ဘလောက်ကြာကြာနေထိုင်ခဲ့တယ်ပုံမူတည်ပြီးတော့ဖြီးဝင်ခွင့်ပိတ်တာတွေပါဆပြီးတော့ခံရနိုင်ပါတယ်ဒါကတော့ overstay နဲ့ပတ်သက်ပြီးတော့ဒီဘလောက် sharing လုပ်ပြီးသွားတာဖြစ်ပါတယ် အားလုံးနဲ့ကျွန်တော်ကတော့ budget travel guide ကမီးလို့ဖြစ်ပါတယ်